န်သူ့လုံးနိုင်တာပေါ့နော်။သူကအမပြောတာတွေကိုမှတ်ထားတယ်။ပြီးတော့အမအင်ရတခြားကလေး၁၄កောင်၁၅កောင်နမယ်လေးတွေခေါ်တော့သူမှတ်ပြီးသူကလိုက်ပြောတယ်ပေါ့နော်။ Hello Hello နာမည်နော်ဟွန်းဟာဟွန်းဟုတ်တယ်။တာလာခေါ်လိုက်လာတာလာလာတာလာဒီလိုပြောချင်တဲ့အာဒီတာလေးရှိရပါဘော။ ဟိုအရင်တင်ပေးရလာမရှိဘူးကိုပြောနေတဲ့စကားလုံးတွေကိုပဲမှတ်ပြီးတော့လိုက်ပြောရပဲရှိရဟုတ်အတန်သူ့လုံးနိုင်ဆိုရင်မြင့်မာတယ်ပြောမှာပေါ့နော်ခွေးတဲ့ကြောင်နေရကြတော့ညီမလေးလူကတ်တယ်လူခင်းတယ်ဒီမျက်နေကြတော့တအားကြီးကတ်ပြီးချွဲနေတဲ့ထဲမှာပေါ့သူချွဲချင်တဲ့ခါလာချွဲတယ်မချွဲချင်တဲ့ခါမှချွဲဘူးအန်ခွေးတဲ့ကြောင်နေမွေးတဲ့လူနဲ့ငှက်မွေးတဲ့လူနဲ့ဘာကွာလဲဆိုတော့အဲ့လိုမျိုးခွေးတဲ့ကြောင်နေရကြတော့လွတ်သွားရင်တော့မှကိုသွားပြီးတော့ဖမ်းရတာလို့ပြင်မယ်ဒီငှက်လေးတွေကလွတ်သွားရတယ်တေဖို့ပဲများတယ်ညီမလေးအဲ့တော့ဂယူတဆိုင်ဂယူဆိုင်ရမှုကွာတော့ပေါ့နော်အဲ့လိုပြောရမှာပေါ့ ဘလန်ကီလေးကိုရောင်းပေးပါဘလောက်ပေးပါမယ်အဲ့လိုဟုတ်တလောက်ဟိုတလောက်အောင်မသိတော်တော်ကြာနေ2လကျော်လောက်ရှိဘလန်ကီလေးကိုပေးပါတယ်380ပေးပေးမယ်1000တော့မရောင်းနိုင်ဘူးလို့ပြောလိုက်အမှန်တော့တို့ကတော့ပြောမှာဟိုတလေးဆန်တကောင်ကဘာတန်ဖိုးမှမရှိဘူးပေါ့နော်တို့တို့ကတော့တန်ဖိုးမရှိပြီမယ်ကိုကတန်ရောစင်ဖြစ်သွားတယ်တော့ကိုတို့ကတော့တန်ဖိုးရှိရ1000လည်းမပေးနိုင်2000လည်းမလဲနိုင်ဘူးပေါ့နော်ဒါနော် င်ရှင်အမဟန်နီဘေဘီပန်းရှော့ပေါ့နော်အမငှက်စာဆိုင်ဖွင့်လာပါတယ်ကလေးတွေကိုစာမွေးတာကတော့လွန်ခဲ့တဲ့9နှစ်ကျော်ကျော်လောက်လေးရပါရှင်အမမွေးထားတဲ့ကလေးကတော့ဟိုပါပေါ့3000လောက်ရှိမှာပေါ့နော်ကျန်တာကတော့73000လောက်ပါတော့အမကဲဖြစ်တာပေါ့နော်အဲ့လိုဂီလာနာလေးတွေကဲဖြစ်တယ်သူများဆက်မွေးတော့ဘူးဆိုလို့ရှင်အမယူပြီးတော့မွေးပေးဖြစ်တယ်ပေါ့နော်အမလေးအမသူတို့စာမွေးတယ်အမခီးမသွားတာ9နှစ်ကျော်ယူပေါ့နော်ဟိုထားခဲ့လို့မရဘူးထားခဲ့လို့လည်းမနိုင်ဘူးပေါ့နော်အားကြောင့်လည်းအမအိမ်မနေတဲ့အမဈေးရောင်းနေပြီးသူတို့ဆောက်ရှောက်တယ်ဒီလောက်ပါပဲဟုတ် Hello ဟယ်လိုအောင်ပါလေးပြလိုက်ပါဟွန်းအောင်ပါဟွန်းဘလကီလေးကတော့မတူကိုတိတိလေးတဲ့ဝယ်ထားတာဦးလေးတယောက်စီရပါတော့နော်အမှန်တော့တနာလို့အမအရန်တနာတက်တဲ့လူဖြစ်တဲ့အတွက်အဲ့လိုမြင်မခံစားနိုင်အဲ့လိုဆိုဝယ်ဖြစ်တယ်ပေါ့နော်ဝယ်ဖြစ်ပြီးတော့မှသူ့ကိုအခုကသူကနှစ်နှစ်ကျော်ပြီပေါ့နှစ်နှစ်ကျော်ပြီ तू ငါလားကြော်ကြော်လောက်မှ तू ဟဲ့အောင်ဆိုပြီးစပြောရအဲ့ရနေပြီးတော့စကားပြောတတ်တနှစ်ကျော်ကျော်လောက်ကြာ तू ကောင်းပြောတတ်နေပြီပေါ့နော်ခဲခဲရောခဲခဲရေ ခဲโอเคခဲခဲရင်ဟုတ်တယ်အဘွားပြလိုက်ပါအဘွားအဘွားအတန်သူ့လုံးနိုင်တာပေါ့နော်။သူကအမပြောတာတွေကိုမှတ်ထားတယ်။ပြီးတော့အမအင်ရတခြားကလေး14កောင်15កောင်နမယ်လေးတွေခေါ်တော့သူမှတ်ပြီးသူကလိုက်ပြောတယ်ပေါ့နော်။သူ့မှာလည်းဒီလိုပြောချင်းတဲ့အာဒီတာလေးရှိရပေါ့။ဟိုအရန်ကြီးတင်ပြရတာမရှိဘူး။ကိုပြောနေတဲ့စကားလုံးတွေကိုပဲမှတ်ပြီးတော့လိုက်ပြောရပဲရှိရဟုတ်။ အတန်သူ့လုံးနိုင်ဆိုရင်မြင့်မာတယ်ပြောမှာပေါ့နော်ဟုတ်အမအတင်ပေးတာဆိုလေချွန်နာတို့ပြီးပစ်ကပူတို့အဲ့လိုမျိုးလေးတွေတော့အမသူ့ရှိမှာပြောပြောပြတော့အဲ့ဒါကိုသူမှတ်ပြီးလိုက်ပြောတာတော့ရှိတယ်ဟုတ်ညီမနာမယ်နော်ဟွန်းဟာဟွန်းဟုတ်တယ်လာတာလာခေါ်လိုက်လာတာလာလာတာလာ 30ကျော်လောက်တော့ပြောနိုင်တယ်ညီမလေးဒါပေမဲ့ तू ပြောလို့ရှိရင်ဒီဒီတနေ့ကို तू 10လုံးလောက်ပြောလို့ရှိရင်10လုံးလောက်ပဲအဲနောက်တစ်ရက်ဆို तू ပြောင်းသွားပြန်အောင်မတူ तू ဆိုင်ချင်နေပေါ်မူတီးရပေါ့နော် तू ပြောချင်တဲ့စကားရှိပြောလိုက်တယ်ကိုတင်ပေးတိုင်းလည်းမပြော तू ပြောချင်တာတွေပဲပတ်ပြောအဲလိုမျိုးပေါ့နော်အန်တူကြတော့အမကအကြက်သေးပေါ့နော်တခါတလေကျွေးတယ်ပြီးရင်အမဲသားတခါတလေပေါ့နော်ကျွေးတယ်ပြီးဝါပူကျွေးတယ်ပြီးအစာချောက်တို့ရဲ့ဒီတာလီကအစာချောက်ကျွေးရပေါ့နော်အဓိကကတော့ဒီအစာချောက်ဒီအစာချောက်ကတော့မရှိမဖြစ်ပြီးဝါပူကြိုက်တယ် ပြီးရင်ပြောင်းမှုကြိုက်တယ်ပန်းတိကြိုက်တယ်တင်မောတိလည်းကြိုက်တယ်သူမစားတာမရှိဘူးညီမလေးအကုန်စားတယ် TikTok ပေါ်မှာပေါ့နော်အဘလကီလေးကိုရောင်းပေးပါဘလောက်ပေးပါမယ်အဲ့လိုဟုတ်တလောက်ဟိုတလောက်အောင်မသိတော်တော်ကြာနေနှစ်လကျော်ကျော်လောက်ရှိဘလက်ကြီးလေးကိုပေးပါတယ်380ပေးမယ်တထောင်တော့မရောင်းနိုင်ဘူးလို့ပြောလိုက်အမှန်တော့တို့ကတော့ပြောမှာဟိုတလေးဆန်တကောင်ကဘာတန်ဖိုးမှမရှိဘူးပေါ့နော်တို့တို့ကတော့တန်ဖိုးမရှိပေမဲ့ကိုကတန်ရောစင်ဖြစ်သွားတယ်တော့ကို့အတွက်ကတော့တန်ဖိုးရှိရတထောင်လည်းမပေးနိုင်နှစ်ထောင်လည်းမလဲနိုင်ဘူးပေါ့နော်တန်တော့ဘာလို့ကိုတာဝန်ယူရတဲ့တော့သူ့ကိုသေးတဲ့အထိကိုမူရမှာပဲလေ ဒါအမကြီးကိုကဲထားတဲ့ကလေးလေးဒါလည်းသူများမမွေးတော့ဘူးဆိုအမကဲထားတော့เนาะခုနှစ်နှစ်ကျော်ပါပြီ Hi လို့ပြော Hi Hi ဟုတ်တယ်เนาะခက်ခဲပါခုနှစ်နှစ်ကျော်ပါပြီ accessory တွေထည့်ပေးထားတယ်ဒါဆိုကြိုက်ဖို့ပဲညီမလေးဒါလေးတွေဆိုဒါတို့တို့ကြိုက်တယ်ကြိုက်လို့ရှိသူတို့နှုတ်ပြီးမရှိဘူးပေါ့နော်တို့အဲ့လိုပါတို့လိုအတက်ပစ္စည်းလေးလိုတန်းဆိုလဲဒါခြေသေးသုံးတန်းဒါလေးထည့်ထားပေးရင်တို့ခြေသေးလေးတွေမစူးဘူးအဲ့လိုမျိုးပေါ့ဇာကြီးရလေးတွေပေါ့အပြင်းပြေပေါ့ညီမလေးရဆော့လို့ရတယ်ဒီခြူလေးတွေဆိုလို့ရှိလဲဒါအတန်မြည်ရလေးငှက်လေးတွေကအဲ့လိုအတန်မြည်တဲ့ပစ္စည်းလေးတွေကြိုက်တယ်အဲ့လိုပါကိုလဲတို့ဝေလို့ဆိုင်ချမ်းတာလဲဆိုတို့လည်းကိုက စိတ်ချမ်းသာထားမှာပေါ့နော်အဲ့လိုပေါ့ဒီမှာလေမဆေးရောက်တာ၃နှစ်ပဲရှိသေးတယ်သူတို့ကဲရင်ဝင်းနဲ့များလာတော့မထူးတော့ဘူးလေသူတို့တို့အစာကျွေးရမှာပဲအဲ့လိုမျိုးဝယ်ရမှာပဲဆိုပြီးအမလည်းအဲ့လိုမှားပြီးတော့ရောင်းဖြစ်သွားတာပေါ့နော် ကစတမာအစ်တွေဆိုလို့ရှိရင်တော့မသိဘူးသူတို့ကဒီချင်းနေမြင်တာနဲ့အမှငှက်ရောင်းတာလားအမှန်တော့အမှဂီလာနာလေးတွေကဲထားတာပေါ့နော်ကဲထားတာအမှသူတို့ကမသိဘူးဟဲ့ဇီကွက်လေးတွေကလှလိုက်တာအမှန်တော့သူတို့ကသူတို့ခြေတောက်တွေတောင်ပန်တွေကမကောင်းအမှကဲထားသူတို့ကလူကျင်နေရောင်းပေးပါအဲ့ချို့ဆိုမရောင်းပါဘူးပြောလဲအတင်းမရဘူးပြီးတော့သူတို့ကြိုးရတဲ့အစားဝယ်ရခတ်တယ်ညီမလေးအဲ့ဒီခါကျတော့တခြားလူလက်ထဲမှာကျတော့အဆင်မပြေနိုင်ဘူးကိုက ရောင်တဲ့လူဖြစ်တဲ့အတွက်ကိုယ်ကကြွေးတဲ့လူဖြစ်တဲ့အတွက်ကိုမအဆင်ပြေပြီမဲ့တို့တို့ကဝယ်သွားပြီလို့ရှိရင်တို့ဒီလိုမျိုးဆောက်ရှောင်းနိုင်လားဒီလိုမျိုးကြွေးနိုင်လားဆိုတာရှိရအဲ့တော့အမမပေးနိုင်ဘူးပေါ့နော်အမပဲဆက်မွေးဖြစ်တယ်ဟုတ် Lucky ဟာကအကောင်မမအောင်ဟာကောင်ပေါ့ဘူးဟုတ်လားအဘလေးပြပါဟမ်အဘဟမ်ဟိုနေမလိုက်တာလူလေးတယောက်လိုပဲသူ့ကိုတလေးဆန်လေးတကောင်လိုမမြင်ဘူး အဖော်ရနေပြောရနေပေါ့အဲ့လိုခါကြလို့ရှိရင်လည်းအနောက်ဘက်မှာကိုကခုခုလုံနေအောင်သူအရှိရနေလှမ်းခေါ်တာဟဲ့ရအောင်အဲ့ဒါဆိုသူကစကားပြောပေးရတယ်ပေါ့နော်အဲ့လိုမျိုးအဲ့လိုမျိုးကိုကစကားပြောပေးလို့လည်းသူစကားများတာဖြစ်မှာပေါ့နော်ဒါလေးကငှက်တယ်မှာသူတို့ရဲ့ကိုပိုင်တန်လေးတွေရှိတယ်ဒီတန်လေးတွေကလည်းကိုချစ်လို့ကိုနားထောင်လို့ရှိနေအောင်ဒါလည်း တန်စင်လေးတွေပဲလေနော်အဲ့ဒါကိုမဟုတ်ဘူးလူလိုမှလူဖြစ်မှအဲလူလိုစကားပြောတတ်ကမယ်အဲ့ဒါကြီးကြတော့အရန်အတကြည့်လဲနေပေါ့နော်မထင်တာတော့လူမျိုးပဲဟုတ်အဲ့လိုမတင်စေချင်ဘူး तू ကိုတင်ပေးလိုက်တယ်သူပြောလားမပြောလားမပြောရင်ဆက်ပြီးမတင်နဲ့အမပြောတာတအားကြီးဇက်တိုက်ကြီးတင်ပေးကြမလို့ လူမမဟုတ်တာလေညီမလေးသူတို့တင်ညာရှိတလောက်ပဲသူတို့ပြောမှာပေါ့နော်အမအချစ်တယ်တနာတယ်အဲ့ဒီတော့အမမွေးတယ်ပေါ့နော်ခွေးတဲ့ကြောင်နေရကြတော့ညီမလေးလူကတ်တယ်လူခင်းတယ်ဒီငှက်တွေကြတော့တအားကြီးကတ်ပြီးချွဲနေတယ်ထဲမှာပေါ့သူချွဲချင်တဲ့ခါလာချွဲတယ်မချွဲချင်တဲ့ခါမချွဲဘူးအမ်ခွေးတဲ့ကြောင်နေမွေးတဲ့လူနဲ့ငှက်မွေးတဲ့လူနဲ့ဘာကွာလဲဆိုတော့အဲ့လိုမျိုးခွေးတဲ့ကြောင်နေရကြတော့လွတ်သွားရင်နောက်မှကိုသွားပြီးတော့ဖမ်းရတာလို့ပြီးမယ်ဒီငှက်လေးတွေကလွတ်သွားရတယ်တေးဖို့ပဲများတယ်ညီမလေးအဲ့တော့ဂယုတဆိုင်ဂယုဆိုင်ရမှုကွာတော့ပေါ့နော်အဲ့လိုပြောရမှာပေါ့ဟုတ်မမွေးတဲ့လူတွေကတော့အပိုလုံးနေရပါညာပြောမယ်ငှက်မွေးတဲ့လူတွေကတိတယ်ကိုအိမ်က ်ဖက်လွတ်သွားမှာအပြင်မှာကြီးထိုးမှာအဲကြောင်ကြိုက်မှာခွေးကြိုက်မှာအဲ့လိုမျိုးတွေအကြောက်ဆုံးပါပဲညီမလေးဟုတ်အပျော်ဆုံးတော့ညီမလေးမမွေးစေချင်ဘူးဘာလို့လဲဆိုတော့အသက်တချောင်းဖြစ်တဲ့အတွက်ပေါ့နော်မမခုနပြောသလိုပဲသူတို့ရဲ့လိုအပ်တဲ့အရာအစအဆုံးကိုတာဝန်ယူနိုင်ရတယ်သူတို့နေမကောင်းလို့ရှိရင်ဆေးကုပေးနိုင်ရတယ်လွလွယ်မွေးပြီးလွလွယ်ဆုံးဖြစ်တာလုံးဖြစ်စေချင်အမှန်တော့အဲ့ဒါတွေကမလို့ညီမနိုင်ငံမျိုးထဲမှာဆိုလို့ရှိရင် ြေကလမာတို့ခြေချက်တော်တို့ပြီးတော့ခြေတမာတို့ခြေတမာတို့ဆိုဈေးရနေတယ်ဒီမှာလေးရရှိလို့မှ၄၅တောင်းပဲရှိရအဲ့လိုမျိုးဆိုဝယ်ကြတယ်အမှန်တော့ငှက်တကောင် ထက်ကိုသူ့ရဲ့လိုအပ်တဲ့ သူ့ကိုထားမဲ့ဒီလိုမျိုးအိမ်လေးတွေပြီးကစားစရာလေးတွေအစာလေးတွေကသူ့ထက်နှဆစေကြည့်တယ်ညီမလေးအဲ့ဒီတော့ငှက်ကိုမဝယ်ခင်ဒီပစ္စည်းလေးတွေကိုအရင်ဝယ်စေခြင်းနဲ့လိုအပ်တာလေးအဲ့ဒါဝယ်ပြီးတော့မှကိုယ်အတွက်ဘာငှက်လေးရအဆင်ပြေမလဲအဲ့လိုမျိုးမွေးစေခြင်းနဲ့မွေးပြီးရင်လည်းလွယ်လွယ်နဲ့မဆုံးပြစ်စေခြင်းဘူးမဆုံးပြစ်လို့ပဲအမအိမ်မာဒီလိုကလေးတွေရောက်လာမဆုံးပြစ်စေခြင်းဘူးပေါ့နော်ဟိုကိုအခက်ခဲရှိရင်တောင်မှပဲဆက်ပြီးတော့မွေးစေခြင်းနဲ့အဲ့လိုမျိုးတွေပေါ့လွယ်လွယ်နဲ့ဝယ်ပြီးလို့လွယ်လွယ်နဲ့ဆုံးပြစ်လိုက်တယ်ဆိုတာဒါအသက်တစ်ချောင်းလေးအသက်တစ်ချောင်းကိုတတ်မိုးထားတဲ့လူကတော့ဒီလိုမလောလောက်ဘူးလို့အမကထင်တယ်ဟုတ် ချစ်လို့ပဲမွေးစေခြင်းနဲ့ညီမလေးရဲ့ကြံနာအနောက်မှာပေါ့။ तू ပြောတာလဲ၊ तू ကံမပြောတာလဲ၊ तू အကြောင်းလဲဟုတ်တယ်မလား။ လူစကားပြောတာတတ်စေခြင်းကိုပေါ့ကိုလူလေးမွေးပြီးလူလေးကိုပဲစကားသင်ပေးလိုက်မှာပေါ့ဟုတ်တယ်မလားတိရစ္ဆာန်မှာဆိုမှသူရဲ့အသိဉာဏ်ရှိတယ်လို့ तू ပြောခြင်းပြောမယ်ညီမလေးရဲ့မပြောခြင်းပြောဒါလေးလေးဆိုမပြောဘူးလားဒီလိုမျိုးလေးပဲနေနေရပဲအဲ့လိုမျိုးတခင်တော်တိတ်ပြီးတော့မှတ်နိုင်တာမဟုတ်ဘူးသူတို့ဆိုလို့ရှိရင်နေတိုင်းတွေးလို့အစာကျွေးနေလို့ဒါအော်ဒါငါ့ကိုအစာကျွေးရဲ့လူဆိုပြီးတော့တီးတာကက်လည်းမကက်ဘူးချွဲလည်းမချွဲဘူးဒါပေမဲ့လည်းကိုချစ်တာပဲလေတည်ရမလားအော်ချစ်တဲ့စိတ်နဲ့ပဲမွေးစေခြင်းနဲ့အလဟဒစကားတင်ပေးမယ်တလားလောက်တင်ပြီးလို့မတိုင်ဒီငှက်ကိုပြန်ရအောင်မယ်အဲ့လိုလူတွေကတော့ပုံများတယ်အဲ့လိုတော့မလုံးစေချင်ဘူးပေါ့နော် အဲ့ဒါလူသားမဆန်ဘူးလို့ခေါ်ပါဘူးဟုတ်อืมရေးပါလဲဆိုတော့ဘဝရဲ့တဝက်လောက်တော့ရေးပါပါဆိုသူတို့ရှိနေလို့လဲကိုအားတင်းနိုင်တယ်ကိုတခုခုအရှုံးပေးခြင်းတဲ့အခါဖြစ်လာအောင်ငါကလေးရှိသေးရပဲငါကြိုးစားရမယ်အဲ့လိုစိတ်လေးနဲ့ပဲအားတင်းတာပေါ့ဘာလို့ဆိုတော့ကိုတာဝန်ယူထားတဲ့အရာဖြစ်တဲ့အတွက်တရားရဂိုင်းနှုံးထင်မှတာဝန်ယူခြင်းနဲ့ပေါ့နော်ဟုတ်မွေးလိုက်တယ်ပြီးလို့ရှိရင်ဂယူးမဆိုင်ဘူးပြစ်ထားတယ်တတ်တန်းတူတယ်မဟုတ်ရင်သူများကိုပြန်ပေးဒါဆိုတခင်းကောင်းလို့မတတ်မှတ်ဘူး ဘယ်တလိမ့်ဆန်လေးကိုပဲမွေးခွေးဖြစ်ဖြစ်ကြောင်ဖြစ်ဖြစ်ငှက်ဖြစ်ဖြစ်မွေးဖြစ်ဖြစ်မွေးပြီးလို့ရှိရင်တော့သူတို့တက်တန်းရှိတဲ့လောက်တော့မွေးစေချင်တယ်ဒါမှကိုသခင်ဆိုတဲ့နာမည်လေးဂုံဘုတ်ကိုယူပေါ့မဟုတ်ပဲနဲ့တလားလောက်မွေးပြီးတော့ငါတော့ငှက်သခင်ပါဆိုပြီးတော့ပြည်သူများကိုပြန်ရောင်းပြီးတော့သခင်လိုတော့မတတ်မှန်းနဲ့ပေါ့နော်ဟောငှက်လေးတွေဆောင်ဝင်မဲ့ဆိုတော့မခနာပြောသလိုပဲသူတို့ရဲ့အကြောင်းအရင်လေးလားစစအောင်တော့ငှက်တကောင်ဟာလိုချင်လိုက်တာသူများမွေးလို့ဥမာမဘလန်ကီလေးကိုမွေးတယ်ထားပါတော့သူ့ရဲ့ဇီကတသိန်းခွဲရှိရထားတသိန်းခွဲကိုပတ်စံနိုင်တယ်ကိုမွေးလိုက်မယ်အဲ့လိုမမွေးစေချင်ဘူးအရင်ဆုံးဘလန်ကီလေးတို့ကိုဘယ်လိုထားရမလဲ အပူချိန်ဘလောက်မှာထားရမယ်သူတို့ရေချိုးရတာကြိုက်တယ်ဒါမျိုးလေးတွေပေါ့သူတို့ရဲ့အကြိုက်လေးတွေသူတို့ထားရမယ်နေရာပတ်ဝန်းကျင်လေးတွေပေါ့အရင်ဆုံးလေးလာလေးလာပြီးတော့ဘာလေးတွေကြွေးရမလဲပြီးရင်ကျမ်းမရေတစ်ခုခုဖြစ်ရင်ငါဘယ်လိုဆောက်ရှောက်ရမလဲပြီးစေကန်းနေရာပေါ်မှာရှိရင်ညီမလေးငှက်ကူးတဲ့စေကန်းအရန်နေတဲ့ရန်ကုန်မှာအဲ့လိုမျိုးရှာထားရမယ်ပြီးတော့မှသူ့အတွက်ဘာပစ္စည်းလေးတွေလိုတဲ့အရင်ဆုံးဝယ်ပေးမယ်ပြီးတော့မှငှက်ကူးမွေးမွေးပြီးလို့ရှိရင် ကိုတခြားမသိတဲ့ဟာလေးတွေဆိုလို့ရှိရင်အမားတို့ကိုမေးလို့ရတယ်။မောက်ထက်စီနီယာကြားတဲ့အကိုဒီမိုင်းလည်းရှိရပေါ့နော်။သူတို့ကိုမေးလို့ရ။ပြဿလခပတ်ဆက်တသိန်းခွဲဆိုတသိန်းခွဲလုံးပုံပြောငှက်ကိုခေါ်လာပြီးအရောက်မှငှက်လျက်ငုတ်တုတ်လေးဘာမှလည်းမလုပ်တော့ဘူး။အဲ့လိုတော့မဖြစ်စေချင်။အရင်ဆုံးဘာကောင်မွေးမွေးအရင်ဆုံးလေးလာလေးလာပြီးတော့မှမွေးဒါဆိုလို့ရှိရင်ခလေးလက်သက်ဆိုရှိရပေါ့နော်။ဟုတ်။ကျေးဇူးပါ။ဟုတ်ကဲ့ပါညီမလေးဟုတ်ကဲ့ပါရှင့်။